မင်္ဂလာပါဒီပက်စကာလေးပြန်နေကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်တို့ forest indicator လေးအကြောင်းပြောမှာပေါ့နော်ဆိုတော့ဒီနေ့ပြောမယ့် forest indicator ကတော့အားလုံးလည်းကြားဖို့ကြိုးစားမှာပါ RSI ဖြစ်ပါတယ်ဆိုတော့ RSI ကဒီ indicator ဆိုတဲ့တပ်ထဲကနေပြီးတော့ RSI လို့ရလလို့ရှင် relative strength index ပေါ့နော်ကျွန်တော်တို့ relative strength index ဆိုတဲ့အကောင်ယူရပါမယ်ဆိုတော့ RSI လေးကိုကျွန်တော်ဒီမှာပြနည်းနည်းခြေလိုက်ပါမယ် ကလာကကျွန်တော်ဒီမှာခရမ်းရောင်နဲ့အဝါရောင်လေးဖြစ်နေတိတ်မမြင်အောင်အဲကျွန်တော်ကလာလေးပြောင်းလိုက်မယ်ကလာပြောင်းရင်လည်းဒီ ISI စက်တင်ကိုပြပြမယ်နော်ဆိုတော့ဒီမှာ ISI ကို setting ဝင်လိုက်လို့ရှိရင်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် ISI base MA ရဲ့ ISI နှစ်ခုရှိရှိတယ်ပေါ့နော်ဆိုတော့ ISI line ကဒါကျွန်တော်တို့ဒီခရမ်းရောင် line ပေါ့နော်ခရမ်းရောင် line ကိုကျွန်တော်ကမြင်တာအောင်အနယ်အောင်ပြပြကျွန်တော်ပြောင်းလိုက်မယ်ဒီဒါဆိုမြင်တာဝိုင်းပြီးရင် ISI base MA ဆိုတာကျွန်တော် moving average တစ်ခုပေါ့နော်ဆိုတော့သူ့ကိုကြတော့ကျွန်တော်က အာဖြတ်ပြီးတော့အဆင်ပြေအောင်အပြရန်ဖိဖိကျွန်တော်ပြောင်းလိုက်မယ်။ Okay အဲ့တော့ဒီမှာဆိုရင်ထင်းနာက moving average line ထင်းပြီးတော့ RSI line ကမထင်းဘူးဖြစ်နေတယ်။အဲ့တော့ကျွန်တော်ပြောင်းပြန်လှည့်လိုက်မယ်နော်။ကောင်းအောင်အပြပြောင်းပြီးတော့ RSI base MA ကိုအနည်းအောင်ပြောင်းလိုက်မယ်။ Okay ဒါဆိုအဲပို့အဆင်ပြေသွားပြီ။ပြီးရင်ဒီမှာအရှိမ import ဒီကိလိုက်မယ်ဆိုလို့ရှိရင် RSI setting က RSI line က14 เนาะအဲ့တော့ ISID ဒီ14ဒီမြင်းကြောင်းရဲ့ line ရဲ့ line က14ရှိတယ်အဲပြီးရင် smoothing line လို့ခေါ်ရဲအနောက်ကလိုက်ပြီးတော့ဟို MA line ကကျတော့အ SMA နီလန်ကိုတုံးထားတယ်သူလဲ14ပဲဗောနော်ဆိုတော့ standard deviation က2 ISID line နဲ့ဒီ smoothing line line ကိုဒီတိုင်းတက်ဖို့ပဲထားပါအဲ့တော့နည်းနည်းလေးမြင်သာပါဘူးအဲ့ ISID မှာကျွန်တော် components ဘယ်နှခုပါမလဲဆိုလို့ရှိရင်နံပါတ်1 ISID line ပါမယ်ဒီ ISID line ပါမယ် နော်ဒီဒီအပြားရောက်ပြီးနံပါတ်2 moving average line နောက်ကနေ smoothing line လို့နေ moving average line ပါမယ်ခင်ဟိုရင်းကလည်းပုံနေရအောင်တက်လိမ့်မယ် RSI line ကပုံရောမြင်ရတယ်နော်ပြီးရင် level 3ခုပါတယ်အပေါ်က level က80 level အောက်က level က30 level အလဲကကျတော့50 80နဲ့30နဲ့ကြားထဲမှာ50အလဲမြင်တမျိုးဖြစ်လာတယ်ဆိုတော့ upper line လို့ခေါ်တယ်ဒါ lower line လို့ခေါ်တယ်အလဲက middle line ပေါ့နော်ဆိုတော့ပြီးရင် အဲ့ upper line ရဲ့အပေါ်မှာ100အထိရှိတယ်။ lower line ရဲ့အောက်မှာ0အထိရှိတယ်။ Okay. So RSI ရဲ့ပုံစံကဘာလဲဆိုလို့ရှိရင် RSI ဒီ line ဒီအအပေါ်တက်သွားတဲ့ချိန်90ကိုကျော်လာပြီဆိုလို့ရှိရင် overbought ဖြစ်သွားပြီလို့ခေါ်တယ်။ overbought ဖြစ်တယ်ဆိုတာဘာလဲဆိုတော့အဝယ်ရဝယ်ရများသွားပြီ။ဈေးတက်ဈေးတက်သွားပြီဝယ်ရများသွားပြီ။ တော့ဝေးတာပြောတာပဲလေမကြခင်ဈေးကြနိုင်နေဆိုတော့ RSI ရဲ့ဒီ80ကိုကျော်သွားလို့ရှင် short opportunity ရှာလို့ရတယ်အဲ့လိုပဲ RSI ဒီ30အောက်ကိုကျသွားပြီဆိုလို့ရှင်ဒါ oversold လို့ခေါ်တယ်ရောင်းတာများသွားပြီရောင်းတာများသွားလို့ရှင်ကျွန်တော်ပြန်ဝယ်လို့ရမယ်အဲ့တော့ရောင်းတာများသွားရင်ဈေးပြန်တက်နိုင်နေရှိတယ်နော် oversold ဖြစ်သွားရင်ဈေးဒီ attract ပြန်သွားနိုင်နေရှိတယ်ဆိုတော့ RSI ဒီအပေါ်80ကျော်တဲ့အချိန်မှာရောင်းဖို့ opportunity ရှာတယ်30အောက်ကျတဲ့အချိန်မှာ ဝယ်ဖို့ opportunity ရှာတယ်။ဒါက ISI ကိုတုံးတဲ့အတုံးတစ်ခုပေါ့။အဲ့တော့အာဒီ90မှာရောက်နေတယ်ဆိုလို့ရှိရင်တော့ဒါ equilibrium ပေါ့အလဲဈေးကအလဲဖြစ်နေတယ်လို့ပြောလို့ရတာပေါ့နော်။ဟုတ်ပြီနောက်တနည်းနောက်တနည်းကကြတော့ဗာလဲဆိုလို့ရှိရင် ISI ကိုဘယ်လိုတုံးလဲပေါ့နော်။နောက်တနည်းကကြ divergence အနေနဲ့တုံးတယ်။ divergence ဆိုဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရောအောက်ကိုတင်တင်ဆွဲလိုက်မယ်။ price နဲ့ကျွန်တော်တို့ကြည့်အောင်။ဆိုဒီမှာ divergence တစ်ခုတွေ့ရတယ်။ဗာလဲဆိုလို့ရှိရင် price ဒီ အောက်ကိုကြားတယ်ဒီလိုအောက်ဒီလိုကြားတယ်ပြီးလဲပြီးတော့အပေါ်နည်းနည်းပြန်တက်ပြီးအောက်ကိုထက်ကြားတယ်အဲ့တော့ဆိုတော့သူကဒီလိုမျိုးဖြစ်တယ်ဒါပါလဲဆိုလို့ရှိရင်ဒါ lower low ပေါ်တာဒီနှိမ့်ထက်ပိုနှိမ့်နဲ့အနှိမ့် lower low ဒီအောက်မှာ lower low တွေပေါ်နေ RSI ရဲ့သူ့ရဲ့တက်တဲ့ RSI ကိုကြည့်လိုက်လို့ရှိရင်ကြာတော့ဒီမှာအောက်ကိုကြည့်လိုက်ဒီမှာဆိုရင်ခုနကတော့ဒီဒီနေရာမှာရှိရနေပြီးတော့ဒီမှာနောက်တစ်ခုနောက်တစ်ခုလည်းကြာလဲကြာအောင်အပေါ်တက်သွားတယ် ဆိုတော့ higher လို့ခေါ်နေ RS ဆိုင်ရင်ကြတော့နော်ဒီမှာဒီနှစ်ခုကိုကြည့်လိုက်โอเคအဲ့တော့ price ဒီဒီလိုတော့ဟိုအထက်ကနေကြာလာတဲ့အချိန်မှာ RS ဆိုင်ကကြာနေပြင်တက်တဲ့အဲဟာကိုပြရဲဆိုလို့ရှိရင်ဒါကို divergence ဖြစ်တယ်လို့ခေါ်တယ်အဲ့လို divergence ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်အာ reversal trade ကိုရှာလို့ရတယ်ဆိုတော့အောက်ကိုကြာလာရတယ် divergence ဖြစ်လာလို့ရှိရင်အပေါ်ပြင်တက်သွားတယ် ဘယ်လိုပဲအပေါ်တက်နေရတဲ့ divergence ဖြစ်အောက်ကိုကျသွားတာโอเคဆောက်လမျိုး divergence ဖြစ်တဲ့ဟာဒီဒီ30အောက်ကနေဝယ်မှာဆိုလို့ရှိရင်30ရဲ့အောက်မှာ ဖြစ်တာပို့ပြီးတော့ powerful ဖြစ်တယ်တကယ်လည်း price ကထပ်သွားတာကိုတွေ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အာဒါက bullish divergence ပေါ့နော်ဘာလို့ဆိုပြီးတက်သွားတာအဲ့တော့ bearish divergence ရှာကြည့်အောင်ဒီမှာ bearish divergence တွေ့ဒီ divergence ကြည့်ရကျတော့၃ခုတော့ divergence ဖြစ်လာကျွန်တော်တို့ကြည့်မယ်ဆိုရင် အဲဒီမှာ price ဒီဆိုတော့ high 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 လို့ပြောနေတဲ့အချိန်မှာအောက်က divergence အာအားဆိုင်ရတယ်မှာ lower high lower low တွေဖြစ်ဒီလိုဖြစ်အဲ့တော့ဒီမှာ၄ခုပြီးသွားတဲ့အချိန်ချင်းကြောင့် price ဒီကျသွားတာကိုတွေ့ရတယ်เนาะဒါ bearish divergence အဲ့တော့ပထမဦးဆုံး divergence ကတော့ဒီအပေါ်မှာ80ရဲ့အပေါ်မှာပေါ်တယ် ပြီးရင်ဒုတိယလည်း90အပေါ်မှာပေါ်တယ်တတိယနောက်ဆုံးတစ်ခုကြာတော့မှာ90ရဲ့အထဲကိုရောက်ပြီး90နဲ့ထိသွားတယ်ဆိုတော့ကောင်းတာကတော့ဒီ90အပေါ်မှာ divergence ပေါ်ရင်တော့ပို့ပြီးတော့ short လို့ကောင်းတာဟိဒါ not a strategy တခုနောက်တတိယ strategy ကကြတော့ RSI crossing လောက်တာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ခုနကကျွန်တော်ပြောခဲ့ RSI line နဲ့ MA line ရှိတယ်ဆိုတော့ RSI line ကဒီမှာဒီလိုတွားနေတွားနေရနေပြီးတော့ MA line ကဒီနောက်က line အဲ့တော့ RSI ကို RSI line ကနေပြီးတော့ MA line ကို အောက်ကနေဒီလို cross ရင်ကျွန်တော်တို့ buy trade ဝင်ကြတယ်။ပြီးရင်ဒီလိုအပေါ်ကနေဒီလို cross ရင် sell trade ဝင်တယ်။နော်။ဒါပေမဲ့တူတခုတည်း trade လို့တော့မရအောင်။ဒါကနည်းနည်းအန္တရာယ်များတဲ့ဟာကျွန်တော်တို့ strategy ပဲ။ဆိုတော့ဒီမှာ cross နေတာအများကြီးတယ်ဒါပေမဲ့ price ကြီးမလောက်တာရှိတယ်။နော်။ဆိုတော့သူ့ကိုတခြားဟာနေခုန divergence ဆိုတာပြန်တွဲရတာမျိုးရှိတယ်။ဟဲ့အဲ့တော့ strategy တခုပေါ့နောက်ထပ်အသုံးအနေကြတော့ကျွန်တော်တို့ဟို moving average နဲ့တွဲသုံးလို့ရတာမျိုးရှိမယ် ဥပမာ200 moving average နဲ့ကျွန်တော်တို့က moving average နော်200 EMA exponential moving average ကိုထည့်လိုက်မယ်ဒီမှာ land မှာ200ထည့်မယ် okay အဲ့တော့ standard ပဲနည်းနည်းကြည့်လိုက် okay အဲ့ဒီမှာဆိုရင်200 moving average ကိုထည့်လိုက်တဲ့အခါကျရင်200 moving average ရဲ့အပေါ်မှာပဲကျွန်တော်တို့ဟာအာ ဘိုင်းထရိတ်တွေဝယ်မယ်အဲ့ဆို200 moving average ကအပေါ်အပေါ်မှာရှိနေမယ်ပြီးရင် price ဒီဘိုင်းဖြစ်တဲ့ကြောင့်မို့လို့ RSI မှာကျွန်တော်အောက်ကိုပြန်လာပြီးတော့ဒီမှာ oversold ဖြစ်တာကိုကျွန်တော်စောင့်ပါမယ်ပြီးရချင်းကြမှာကျွန်တော်က trade ဝင်တာမျိုးဒါမျိုးနဲ့ကျွန်တော်လုပ်လို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာဒါဆိုရင်200 moving average ရဲ့အောက်မှာပဲကျွန်တော်ကဒီမှာ sell trade ဝင်တာဟုတ်တယ်ပါဆိုရင် divergence စီပါရင်းနဲ့ကျွန်တော်ကြည့်ပြီးတော့ဝင်လို့ရပါတယ်အဲ့လိုပုံစံမျိုး တို့အတိုက်ပါချင်းရှိပါရဲ့နော်ဆိုတော့အဲ့ဒါမျိုးလေးကျွန်တော်တို့ကတုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ RSI ရဲ့အတုံးပေါ့အဲ့တော့ RSI ကိုကျွန်တော်အကြံပေးချင်တာကသူ့တစ်ခုလည်းဘယ်တော့မှမတုံးပါနဲ့ဆိုတော့ RSI ကြီးမှားတယ်လေမှားလေးရှိတဲ့အဲဟောပါပေါ့ indicator ဖြစ်တယ်သူ့ခုလည်းတုံးရင်အဲ့တော့သူ့အပြင်တခြားဟာတွေနဲ့တွဲတုံးမှအဆင်ပြေမယ်အနည်းဆုံး confirmation နှစ်ခုသုံးခုလောက်ယူမှအဆင်ပြေမယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့ indicator အကုန်လုံးဒီတည်တဲ့တုံးမှုတည်းဆိုလို့ရှိရင်တွဲတုံးမဲ့ဘာကိုတွားမှာပေါ့နော်နောက်ပိုင်းကျွန်တော်တွဲတုံးတဲ့ ဗီဒီယိုလေးကျွန်တော်တင်ပြပါမယ်။ Okay အော်ဒီဒီပြောင်းကြည့်ပြကျေးဇူးများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှင် like လေးပေးခဲ့ပြီးတော့မှ subscribe မလုပ်ရသေး subscribe လုပ်ခဲ့ပေးပါဦး။ဝေဝေနဲ့နေလေးဖြစ်ပါစေ။